ြုံညာဗီဒီယိုလေးတွေကြည်ပေးရုံနဲ့ဒေါ်လာ20ဖလီရယူလို့ရမယ်ဝီဗီဒီယိုဝီဗီဒီယိုလေးတဲ့အကနေဒေါ်လာ20ဖလီဘလို့ရယူမလဲရရှိလာတဲ့ဒေါ်လာ20ကိုငွေဘလို့ထုတ်မလဲဆိုတာလေးကိုအစောကြီးကြည်လိုက်ရအောင် โอเคကျွန်တော်တို့ဒီ wii video ဆိုတဲ့ကောင်းလေးကဆိုရဲ့ BNN နိုင်ငံအခြေစိုက်ကုပ္ပဏီတစ်ခုဖြစ်ပြီးတော့တရားဝေကုပ္ပဏီတစ်ခုဖြစ်မှာဖြစ်ပါလေကျွန်တော်ပြီးသားတဲ့လေးကနေတစ်ချက်ဝေလိုက်ပြီးဆိုရဲ့ကိုလူတို့ကဒီနေရာလေးကိုရောက်စီလာมาဖြစ်ပါတယ်ရောက်လာပြီးဆိုရဲ့ပထမဆုံးကျွန်တော်တို့ကဒီမြန်မာဘာသာကိုပြောင်းပေးလိုက်ပါပြောင်းပေးလိုက်ပြီးဆိုရဲ့ဒီနေရာလေးမှာကျွန်တော်တို့ဖုန်းထဲမှာစီတဲ့ Gmail လေးတစ်ခုကိုထည့်ပေးလိုက်ပါအတီးပြုတ်ကုတ်ပိုးမြေဆိုတဲ့နေရာလေးကိုနှဲပေးလိုက်ပါရောက်စီလာတဲ့ကုတ်လေးကိုဒီနေရာလေးမှာထည့်ပေးလိုက်ပါစကဝဲကိုတစ်ခုကိုရိုက်ထည့်ပေးလိုက်ပါစကဝဲနောက်ထပ်တစ်ခုကိုအတီးပြုတ်ရဲ့စကဝဲတစ်ခုကိုထမ်းမှာရိုက် ထပ်ပေးလိုက်ပါဒီလိုရိုက်ထပ်ပေးလိုက်ပြီဆိုဒီအောက်ကကျွန်တော်တို့ကဒီအဝိုင်းလေးကိုအမှချက်ပေးပြီးတော့ဒီချက်ချင်းမှပုတ်တယ်ပါနေရာလေးကိုနှိပ်ပြီးလိုက်ပါကျွန်တော်ကတော့အကောက်ဝယ်ပြီးပြီမလို့ဒီနေရာလေးမှာလော့အေဝယ်လိုက်မှာဖြစ်ပါလေဒီလိုလော့အေဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုရောက်လာမှာဖြစ်ပါလေ โอเคဒီနေရာလေးကိုရောက်လာပြီဆိုရင်ဒီမှာမြှပြထားတဲ့အတိုင်းဒီနေရာလေးကိုနှိမ့်ထက်ပေးလိုက်ပါဒီလိုနှိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုပ်ကိုဆွဲချလိုက်မှဆိုရင်ဒီမှာအဲ join now နေကိုတစ်ချက်နှိမ့်ပေးလိုက်ပြီးတော့ဒီကောက်လေးကိုဝယ်ယူလိုက်ပါဝယ်ယူလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ AD ဆိုရဲ့နေရာလေးကိုတစ်ချက်ဝယ်ပြီးတော့ပေါ့နော်ကြော်ညာလေးတပုတ်ကြည့်ပေးရုံနဲ့ဒီမှာတုတ်ကယ်လေးကိုကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါတယ်ရစီလာနဲ့တုတ်ကယ်လေးတွေကိုဒီအောက်က trace ဆိုရဲ့နေရာလေးကိုတစ်ချက်ဝယ်ပေးလိုက်ပါဒီလိုဝယ်ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ရစီလာမဲ့တုတ်ကယ်ပမာဏကိုရိုက်ထည့်ပေးလိုက်ပါဒီလိုရိုက်ထည့်ပေးလိုက်ပြီဆိုရင်ရစီလာမဲ့ ုတ်ကဲလေးတွေကိုဒီမှာဒေါ်လာအနေနဲ့ပြောင်းပြီးမှဖြစ်ပါတယ်ဒီအာမကော့ဖိုင်အချေဆွေနေရာလေးကိုနှိပ်ပြီးတော့လွယ်တကူချိန်လို့ရမှာဖြစ်ပါတယ်ဒီအောက်ကအဆဆွေနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရရှိလာတဲ့ဒေါ်လာလေးတွေကိုသူကဒီမှာပြောင်းပေးထားမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ကတနည်းတစ်ခါကြုံညာဗီဒီယိုလေးတွေကြည့်ပြီးတော့တုတ်ကဲလေးတွေကိုရယူလို့ရပြီးတော့ပေါ့နော်ဒေါ်လာအနေနဲ့ပြန်လည်ပြောင်းလို့ရမှာဖြစ်ပါတယ်ငွေထုတ်ပို့ဆွေကျွန်တော်တို့ကဒီမှာဝယ်လော့ဆွေနေရာလေးကိုတချင်နှိပ်ပေးရမှာဖြစ်ပါတယ်ဝယ်လော့ဆွေနေရာလေးကိုနှိပ်ပေးလိုက်ပြီးဆိုဒီနေရာလေးကိုမရောက်လာခင်မှာကိုလူတို့အနေနဲ့ဒီအာကပလို ့ file နေရာလေးကိုတက်ချင်းနေပေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့က ID verify နေရာလေးကိုတက်ချင်းနေပေးလိုက်ပါပေါ့နော်ဒီလိုနေပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကဒီမြန်မာနိုင်ငံကမှတ်ပုံတင်တဲ့လေကျွန်တော်တို့ဒီ account ကိုပေါ့နော် ID တက်ပေးရမှာဖြစ်ပါတယ် ID တက်ပေးလို့အောက်သွားတဲ့အခါမှာဆိုရင် password ထုတ်ယူချေကအလိုလိုနဲ့ပွေလာမှာဖြစ်ပါတယ်ဒီလိုပွေလာပြီဆိုရင်ကျွန်တော်တို့ကဒီမှာ withdraw ဆိုတဲ့နေရာလေးကိုတက်ချင်းနေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကအနည်းဆုံး password ထုတ်ယူလို့ရမယ်ပမာဏကဆိုရင်50ဒေါ်လာဖြစ်မှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့က20ဒေါ်လာထုတ်ယူမယ်ဆိုရင်ပထမဆုံးကိုလူတို့ လောက်ရမှာကတော့ပေါ့နော်ဒီ house ဆွဲနေရာလေးကိုပြသွားလိုက်ပါဒီ buy ဆွဲနေရာလေးကိုပြဝေလိုက်ပါပြဝေလိုက်ပြီးဆွဲဒီမှာဒေါ်လာ59ကျွန်တော်တို့ကဒီပတ်စံထပ်သွဲပေးရမှာဖြစ်ပါတယ်ဒေါ်လာ90ကျွန်တော်တို့ထပ်သွဲလိုက်ပြီးဆွဲတနေ့ကိုကျွန်တော်တို့ကဒီနှစ်ဆရယူမှာဖြစ်ပါတယ် okay ကျွန်တော်တို့ကဒီမှာ join ဆွဲနေရာလေးကိုမနှိပ်ခင်မှာကိုလူတို့ပထမဆုံးလောက်ရမှာကတော့ကျွန်တော်တို့ဒီ access ဆွဲနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆွဲဒီမှာ deposit နေရာလေးကိုတချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့ကဒီ USDT လေးတွေကိုပေါ့နော်ပတ်စံထပ်သွဲရ ရမှာဖြစ်ပါတယ်ဒီလိုထပ်သွေးဖို့ဆိုရင်ကျွန်တော်တို့ကဒီမှာ TRC 29ထပ်ပေးရမှာဖြစ်ပါတယ်ဒီအောင်မှာဆိုရင်ကျွန်တော်တို့ထပ်သွေးရမယ် wallet ကိုသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ထပ်သွေးလိုက်လို့ကျွန်တော်တို့ရဲ့ဒီ square solid ကိုဒီနေရာလေးမှာအပုပ်ပူပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကဒီမှာ copy ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီ bind နဲ့ account လေးထပ်ကိုတစ်ချက်ဝေလိုက်ပါဝေလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာခလာလေးစောက်ပေးလိုက်ပါ ်ခလာလေးစောက်ပေးလိုက်ပြီးဆွဲဒီ access ဝင်နေရာလေးကိုတချေဝယ်လိုက်ပါဝယ်လိုက်ပြီးဆွဲဒီမှာဝယ် loss ဝင်နေရာလေးကိုတချေနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆွဲကျွန်တော်တို့ဒီအောက်ကဝယ် loss နေရာလေးကိုတချေထမ်းမှနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွဲဒီမှာ USDT လေးကိုတချေရွေးပေးလိုက်ပါရွေးပေးလိုက်ပြီးဆွဲကျွန်တော်တို့ဒီမှာနှစ်ခုပေးထားမှာဖြစ်ပါတယ်ဒီအပေါ်က self visa ခလေးတို့နေဝယ်ဆွဲနေရာလေးကိုတချေနှိပ်ပေးလိုက်ပါဒီလိုနေရာလေးကိုရလာပြီးဆွဲကိုလူတို့ပထမဆုံးလောက်ရမှာကတော့ကျွန်တော်တို့ကဒီနေရာလေးမှာနေဝယ်ရွေးပေးရမှာဖြစ်ပါတယ်နေဝယ်လေးကိုကျွန်တော်တို့တချေရွေးပေးလိုက်ပါဒီမှာကျွန်တော်တို့က TR TRC20 ကိုရွေးပေးလိုက်ပါတော့ဒီ TRC20 ကိုရွေးပေးလိုက်ပါ okay ဒီလိုရွေးပေးလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့အခုနောက် copy ယူလာတဲ့ address ကိုဒီနေရာလေးမှာပေးချပေးလိုက်ပါပေးချပေးလိုက်ပြီးဆွဲကျွန်တော်တို့ကဒီငွေသွင်းမှာဖြည့်လို့50ဒေါ်လာကိုဒီမှာရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပေးလိုက်ပြီးဆွဲဒီအောက်က weight loss ဝင်နေရာလေးကိုနှိပ်ပေးလိုက်တဲ့အခါမှာဆွဲကျွန်တော်တို့ကပတ်စာတွဲချေကအောင်မြင်သွားမှာဖြစ်ပါတယ်ဒီလိုပတ်စာတွဲလို့အောင်မြင်သွားတဲ့အခါမှာဆွဲကျွန်တော်တို့ကဒီ square sole လေးရိုက်ပြီးတော့ပေါ့နော်ဒီနေရာလေးမှာ square sole လေးကျွန်တော်တို့လာပို့ပေးရမှာဖြစ်ပါတယ်လာပို့ပေးတဲ့အခါမှာဆွဲ50ဒေါ်လာကျွန်တော်တို့ဒီ account လေးထက်ကိုဝယ်လာမှာဖြစ်ပါတယ်ဒီလိုဝယ်လာပြီးဆွဲကျွန်တော်တို့ဒီ ်ပထမတကူကဆွေရဲ့ပေါ့နော်ဒီအောက်ကကျွန်တော်တို့ဒီမှာလက်ကီးဘောဆွေနေရာလေးကိုတက်ချဝယ်ပေးရမှာဖြစ်ပါတယ်ဒီလိုဝယ်လိုက်ပြီးဆွေဒီမှာကျွန်တော်တို့ကဒီငွေသွေးထားတာဖြစ်တာကြောင့်မလို့ဒီနေရာလေးမှာဆက်ကဲဆွေနေရာလေးကိုနှဲပေးလိုက်ပြီးတော့ပေါ့နော်ဒီဘောလုံးလေးတွေကိုကန်ဆယ်လို့ရမှာဖြစ်ပါတယ်ဒီဘောလုံးလေးတွေကိုကန်ဆယ်တဲ့အခါမှာဆွေကျွန်တော်တို့ကဒေါ်လာလေးတွေပေါက်မှာဖြစ်ပါတယ်ဒီလိုပေါက်လို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်တို့အငွေဖလို့ အငွေပြထုံးမယ်ပေါ့နော်ငွေပြထုံးမယ်ဆိုရင် access ဝင်နေရာလေးကိုတချင်ဝေလိုက်ပါဝေလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီမှာ withdraw ဆိုင်နေရာလေးကိုနှိပ်ပေးလိုက်ပါ withdraw ဆိုင်နေရာလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာလေးတွေဒီနေရာမှာသူကပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုပြပေးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကငွေထုတ်ယူမယ်ဆိုရင်ဒီအောက်က all ဆိုရင်နေရာလေးကိုတချင်နှိပ်ပြီးတော့လွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီနောက်သစင်းမှာဆိုရင်ကျွန်တော်တို့ကဒီပေါ့နော် backend ကိုတွားချိတ်ပေးရမှာဖြစ်ပါတယ် backend ကိုချိတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ select withdraw about ဆိုရင်နေရာလေးကိုတချင်နှိပ် ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာ ADD withdraw address ရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင် ဟုတ်ပြီကျွန်တော်တို့ကဒီမှာ thread ဆိုတဲ့ address ကိုသွားယူပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘိုင်းနဲ့အကောင့်အသုံးပြုတဲ့သူတွေဆိုရင်ဘိုင်းနဲ့လေးထပ်ကိုတစ်ချဲဝယ်ပေးလိုက်ပါ deposit ဆိုတဲ့နေရာလေးကိုတစ်ချဲနှိပ်ပေးလိုက်ပါဒီမှာ USDT လေးကိုကျွန်တော်တို့တစ်ချဲနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာ thread TRC20 ကိုကျွန်တော်တို့ယူပေးရမှာဖြစ်ပါတယ်ဒီ thread TRC20 ကိုယူပေးလိုက်ပါယူပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ address ကို copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီဆိုရင်ခုနနေရာလေးထပ်ကိုပြောင်းဝေးလိုက်ပါပြောင်းဝေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကပေးချပေးရမှာဖြစ်ပါတယ်ဒီမှာ ADT နေရာလေးကိုတစ်ချဲနှိပ်ပေးလိုက်ပါဒီလို နှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ wallet ကဒီမှာအဲစေထားလိုက်ပြီပေါ့နော်ကျွန်တော်တို့ကဒီမှာ wallet စေထားလိုက်ပြီဖြစ်ပါတယ်ဒီလိုစေထားလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီငွေထုတ်တဲ့အခါမှာဆိုရင်ပေါ့နော် withdraw လေးကိုတစ်ချက်ပြန်နှိပ်ပါပြန်နှိပ်ပြီဆိုရင်ဒီမှာဒေါ်လာ90ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီ aga confirm withdraw ဆိုတဲ့နေရာလေးကိုနှိပ်ပြီးလဲယူနေကျွန်တော်တို့ရဲ့ account တွေထက်ကိုပတ်စံဝင်လာမှာဖြစ်ပါတယ် okay ဒီထဲကနေကျွန်တော်တို့ဒီပထမဆုံးငွေသွေးတဲ့သူတွေဆိုရင်ပေါ့နော်ဒီအောက်မှာ lucky boss ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီ ball လေးတွေကို cancel မဆွေဒေါ်လာ90တရာတိကိုကျွန်တော်တို့ cancel လို့ ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒီကြောင့်ညာဗီဒီယိုလေးတွေကဆိုရဲပေါ့နော်တနေ့ကိုတစ်ခါလောက်ကျွန်တော်တို့ကြည်ပေးရုံနဲ့တုတ်ကလေးတွေစုလို့ရမှာဖြစ်ပါတယ်ရရှိလာတဲ့တုတ်ကလေးတွေကိုကျွန်တော်တို့ကဒီဒေါ်လာအနေနဲ့ပြန်ပြောင်းပြီးတော့လွယ်တကူအဲကျွန်တော်တို့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထဲကနေငွေထုံးမဲ့ဆိုရဲအနည်းဆုံးဒေါ်လာ90ကနေထုတ်ယူလို့ရမှာဖြစ်ပါတယ်တကယ်လို့ရင်းနိုင်တဲ့သူဆိုရဲရဲပေါ့နော်မရင်းနိုင်တဲ့သူတွေဆိုရင်မရင်းနဲ့ပေါ့နော်ဒီဗီဒီယိုလေးထဲမှာကျွန်တော်ကငွေထုံးဒီကိုလာပြောပြပေးချစ်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်